အားလုံးပဲမင်္ဂလာပါရှင်6လပိုင်းတလစာအတွက်တနင်္ဂနွေသားသမီးတွေညှော်လင့်နေတဲ့အချစ်ရေးအိမ်တော်ရေးအထူးဟောပြောပေးမှာဖြစ်ပါတယ်ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုနောက်ထပ်နောက်ထပ်ဒီမိမိတို့အနေနဲ့စောင့်မျှော်လို့ရအောင်လို့အပေါင်းလေးနှိပ်ထားပေးဖို့ လိုအပ်ပါတယ်ရှင်။ကျမရဲ့မိတ်ဆွေတွေတနင်္ဂနွေတားသမီးများကို6လပိုင်းမှာချီရင်နဲ့ပတ်သက်ပြီးတော့တိတိကျကျလေးပြောရမယ်ဆိုလို့ရှိရင်တနင်္ဂနွေတားသမီးများကဒီ6လပိုင်းမှာပျော်ရွှင်မှုတွေများစွာရရှိမဲ့လတလဖြစ်ပါတယ်။ မိမိတို့မျော်လင့်နေတယ်လားတလားလို့ပြောရင်လည်းပြောလို့ရတယ်လားပါပြောလို့ရပါတယ်မိမိတို့အနေနဲ့အချီရေးမှာပိုင်ဆိုင်မှုတွေရရှိတတ်တယ်။အော်ချစ်သူရဲ့အသေးစိတ်လေးကအစခယူဆိုင်မှုနားလဲပေးမှုချစ်ချင်းမြတ်တာရဲ့အပြေဝါရရှိမဲ့လတလဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးတွေ မိမိတို့ရဲ့ချစ်သူမိမိတို့ရဲ့အိမ်တော်ဘက်အဝေးကိုရောက်နေတယ်ဆိုရင်ဒီချိန်ဒီကာလ6လပဲမှာတေချာပေါ့မိမိတို့နားကိုရောက်ရှိလာမှာဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးများကမိမိတို့အနေနဲ့ပြောချင်တာကကြတော့ဒီလမှာလုံးဝရှောင်ရမယ်လုံးဝမတော်တဲ့ရက်တရက်ရှိပါတယ်ရဲမျက်နှာတစ်ခုဒါကတော့မိမိတို့အနေနဲ့က ယထာစီးပြီးတော့သွားရတဲ့ခရီးမျိုးကိုရှောင်ရမှာဖြစ်ပါတယ်မမျော်လင့်မဲနဲ့ကိုယ့်ဘက်ကနေယထာစီးပြီးတော့ခရီးတွေပါရင်သွားမိတယ်သွားရမယ့်ကိစ္စတွေပေါ်ပေါက်လို့မလွဲစာမရှောင်တာသွားမိလိုက်တယ်ဆိုလို့ရှိရင်တော့မိမိတို့ရဲ့အခြေရေးတွေမိမိတို့ရဲ့အိမ်တော်ရေးတွေမှာ ပျက်စီးဆုံးရှုံးသွားတတ်ပါတယ်စိတ်တော့ကရောက်ရတတ်ပါတယ်အဲတယောက်နဲ့တယောက်မတိမျက်မှုတွေနားလည်မှုလွဲတာတွေအထင်မြင်မှားတာတွေလည်းဖြစ်ပေါ်တတ်ပါတယ်ဒါကြောင့်ယထာနဲ့တွားရမယ့်ခရင်မျိုးတွေရှောင်ရမှာဖြစ်ပါတယ်အထူးတပြည့်ကအနဲ့ရောင်ရှောင်ရမှာဖြစ်ပါတယ်အနဲ့ရောင်အဝတ်အစားတွေလုံးဝဝတ်ဆင်လို့မရပါဘူး၆လပိုင်းမှာမိမိတို့ရဲ့ချစ်သူပေါ့ လက်ဆောင်လေးတစ်ခုပေးပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီလက်ဆောင်လေးကမိမိတို့အနေနဲ့သိထားရမှာကမိမိတို့ရဲ့အချီးရကံနေအိမ်တော်ရေးကံနေကောင်းမှုတွေပေးတဲ့လက်ဆောင်လို့သိမှတ်ပေးရမယ်အဲ့တော့တစ်ဖက်ကသူကလုံးဝမသိအောင်လဲကိုကဆောင်ရွက်ရမယ်အဲ့တော့ဘာလက်ဆောင်လေးပေးမဲဆိုလို့ရှိရင်ကျမတို့ တနင်္ဂနွေသားသမီးများအနေနဲ့ပေးရမယ့်လက်ဆောင်လေးရကြတော့ဟွာဒီပြောရမယ်ဆိုလို့ရှိရင်ကျမတို့ယုံရုပ်ကလေးပေါ့နော်ယုံရုပ်ကလေးအဖြူရောင်လေးဖြစ်ကမယ်အဲ့ဒါလေးကိုမိမိတို့ချင်ရတဲ့သူကိုလက်ဆောင်ပေးရမှာ ဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့က ဒီအချိန်ဒီကာလမှာတင်းငွနေဒါသမီးများအနေနဲ့ကကြားတုံးကြားမဝင်မိအောင်ရှောင်ရမှာဖြစ်ပါတယ်စကားအပြောဆိုလေးဆင်ကျင်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုတင်းငွနေသားသမီးများဒီကာလမှာ6လပိုင်းဆိုတဲ့ကာလပိုင်းမှာလွယ်လင်းတကူဂရီပေးလိုက်တာမျိုးတွေကိုယ့်ရဲ့ချစ်ရတဲ့သူပဲဖြစ်ဖြစ်ကိုယ့်ရဲ့အိမ်တော်ဘက်ကူပဲဖြစ်ဖြစ် ဂတိစကားတွေလွယ်လွယ်မပေးမိဘူးလိုအပ်ပါတယ်။ဘာကြောင့်လဲဒီလထဲမှာဂတိစကားတွေလွယ်လွယ်ပေးမိလို့ပြတ်သွားတဲ့အတွက်ပြတ်သွားတတ်တယ်။စကားလည်းများတတ်တယ်။နော်အဲ့ဒါကတော့20ကြော်နောက်ပိုင်းမှာဖြစ်တတ်တယ်။အဲ့တော့ဂတိစကားတွေလွယ်လွယ်မပေးပါနဲ့။နောက်ပြီးတော့နေပြီးတော့ပြောလိုက်တာမျိုးတွေ လုံးဝမလုပ်ပါနဲ့အထူးဂရုစိုက်ရမှာဖြစ်ပါတယ်။နောက်တစ်ခုအိမ်တော်ရေးမှာတနင်္ဂနွေသားသမီးတွေကအိမ်တော်ရေးမှာဆိုလို့ရှိရင်သားသမီးရေကနာတွေရရှိတတ်ပါတယ်။အဝေးရောက်နေတဲ့ကိုယ့်ရဲ့အိမ်တော်ဘက်ဇနီးမယအိမ်မောကဆင်းသွားတယ်ဆိုလို့ရှိရင်ပြန်လေပြန်လေပြီးတော့ဆက်တွေ့ရမယ်ပြန်ရောက်ရှိတတ်ပါတယ် နောက်တစ်ခုအနေနဲ့ကဒီအိမ်တော်ရေးမှာဆိုလို့ရှိလို့ရှိရင်တနင်္ဂနွေသားသမီးတွေရဲ့အိမ်တော်ရေးကမိဘနှစ်ပါးရဲ့သဘောမတူညီသဘောမတူမှုကြောင့်ဆွေမျိုးသားချင်းရဲ့ဒီအတိုက်ခံဈားရဲဝင်လာမှုကြောင့်ခဏခဏစကားတော့များတတ်တယ်ဒါပေမဲ့လို့အေဂျင့်နဲ့လာတလာလည်းဖြစ်တယ်ပေါ့နော်စကားများပေမဲ့လို့သူကညားသွားတဲ့ဘက်ကမသွားဘူးညားပြီးပြီးသွားတဲ့ဘက်မှာရှိတတ်တယ် ဒါကြောင့်တနင်္ဂနွေသားသမီးတွေကဒီလမှာအရန်ကိုကောင်းပါတယ်ပျော်ရွှင်မှုတွေလည်းရရှိတတ်တဲ့ဆုံးရှုံးလာတာလေးလည်းပြန်လဲပိုင်ဆိုင်ရမယ်ကာလတစ်ခုဖြစ်ပါတယ်ဒါကြောင့်တနင်္ဂနွေသားသမီးတွေဒီ6လပိုင်းမှာအကောင်းဆုံးဆောင်ရွက်ရမယ်ဆိုလို့ရှိရင်မိမိတို့အနေနဲ့ကဒီအချစ်ရေးကိစ္စမှာဒေါင်းတောင်လေးဒေါင်းတောင်เนาะဒေါင်းတောင်လေးကိုစောင့်ထားပါ အဲတခုခုဆိုရင်ဒီတောင်းတောင်မွေးလေးကိုကင်ပြီးတော့အရှိမြောက်တောင်ရက်ကိုမျက်နာမူပြီးတော့ဆူတောင်းလိုက်ပါအဲ့တော့လက်တလုံးမှာအစင်မပြေမှုကြီးပြေပြောက်သွားပါလိမ့်မယ်အဲ့တော့ရှေးမြောက်တောင်ရက်နော်ရှေးမြောက်တောင်ရက်ကိုမျက်နာမူပါဆူတောင်းပါဒါတနင်္ဂနွေသားသမီးများအတွက် ရေရာလေးတစ်ခုဖြစ်ပါတယ်။နောက်တစ်ခုတနင်္ဂနွေသားသမီးတွေအနဲ့ရောင်လုံးဝလုံးဝရှောင်ရမယ်နော်။အနဲ့ရောင်လုံးဝမဝစ်ပါနဲ့။ကိုချစ်သူနဲ့သွားတဲ့အခါမှာမိမိတို့အနေနဲ့ရေမွေးနတ်သက်စီအသုံးပြုပြီးသွားပါ။ပြီးရနဲ့ပတ်သက်တာတွေဝင်လန်းသွားမှာဖြစ်ပါတယ်။အပြောအဆိုတွေအောင်မြင်သွားမှာဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်။အချစ်ရည်တွေလည်း ကန်ကောင်းကြပါစေအိမ်တော်ရေးတွေလည်းကန်ကောင်းကြပါစေရှင်